28ကျင်းမြောက်တအောင်ပြည်ပညာရေးထီရဲ့အမည်ဆုံး3900စုကြီးကိုနမ်ဆန်မြို့နယ်မြို့တစ်ကျေးရွာမှာနေထိုင်တဲ့ဒေါ်ပီကစုကူရရှိတွားပါရယ်အမည်ဆုံး3900စုရဲ့ပောက်ကွန်းတန်းကအေး9331ခွန်ဖြစ်ပါရယ်3900စုကြီးအပြင်3100စု3500စု3300စု10ဒိန်းစု9ဒိန်းစု2ဒိန်းစုစုစုပေါင်း42စုကိုဖွင့်လှစ်ပေးတွားပါရယ်ဒါအပြင် သိန်း900ဆိုရဲ့အခရာတူနောက်ဆုံးကနန်းနှလုံးနဲ့သုံးလုံးတူပါကရာဂိုင်းနှုန်းဖြင့်ဆူချင်မြစ်ခဲ့ပါတယ်28ကျင်းမြောက်တုန်းကအမည်ဆုံးသိန်း900ဆိုကိုမကွေးတိုင်းကကိုဝေလင်းကစကူရရှိခဲ့ပါတယ်တောင်ပြည်ပညာရေးထီဟာတောင်ပြည်ပညာရေးအတွက်အထောက်ကူပြုစီတဲ့ထီဖြစ်ပါတယ်တောင်ပြည်မှာစာတင်ကျောင်းပေါင်း600ကျော်ကျောင်းသူကျောင်းသားပေါင်း6000ကျော်နဲ့ဆရာဆရာမအင်အား3500ကျော်အတွက်တစ်ဖက်တစ်လမ်းကရေပုံငွေရှာဖွေပေးခဲ့တာဖြစ်ပါတယ် ဒါကြောင့်စာနေเจ้าတွေမှာလိုအပ်တဲ့ရမုံငွေနဲ့ဆရာဆရာမတွေအတွက်လိုအပ်တဲ့ပညာတင်စရိတ်တွေကိုတန်းထီအောင်ရောင်ဝင်ကနေလာစင်ထောက်ပံ့ပေးနေတဲ့အတွက်ကြောင့်အနေနဲ့အရရကမိဘပြည်သူတွေအနေနဲ့တောင်ပြည်တွေကเจ้าနေအရွယ်ကလေးတငယ်တွေပညာဆက်လက်တင်ကြားနိုင်ဖို့တောင်ပြည်ပညာရေးထီကို ထိုးပေးခြင်းဖြင့်ကူညီနိုင်ပါကြောင်းသက်တွန်းလိုက်ရပါတယ်ရှင်ကျမနေပါစမိန်ပါ